ပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျာ Sport Edusi ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတော့အာဆင်နယ်ကိုညီးပြီးဂလာတာဆီးကိုဘာကြောင့်ပြောင်းရွှေ့ခဲ့လဲရှင်းပြခဲ့တဲ့စာနေလန်ဒန်ပြည်ပတ်အာဆင်နယ်ကိုပေါင်5သန်းနဲ့ထိုင်တန်ကစားသမားရောင်းချဖို့လို့နေလို့သတိပေးခံရတဲ့ Chelsea Florian Pass ရောက်လာလို့ Barcelona ကိုပြောင်းတော့မဲ့လမာဘူးကျယ်ပွင့်စတဲ့သတင်းများပဲဖြစ်ပါတယ် Athletic ပြပောင်းကျယ်ပွင့် Nicolas Williams ဟာဒေလွန်ယာတီမှာ Bayern Munich ကိုအလုံးပြောင်းရွှေ့ခြင်းနေတယ်လို့ပြောဆိုခဲ့တယ်လို့ဂျာမနီကသတင်းတွေကဖော်ပြခဲ့ပါတယ် အာဆနယ်နဲ့ချယ်ဆီတို့ကဝီလျံစ်ကိုဒီနွေရာသီပြည့်မှတ်ဆေးနဲ့မှာထည့်သွင်းထားတာဖြစ်ပြီးဝီလျံစ်ဟာယူရို2024ပြိုင်ပွဲမှာစပိန်အထူးကြိုဆုံးကျယ်ပွင့်တွေကတအုပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီမှာအက်တလက်တစ်ပီပါအတွက်ဒွင်ကို17ဂိုးနဲ့ဘောဘန်ဒီမှု9ဂိမ်းပြုတ်လုပေးနိုင်ခဲ့ပြီးအဆင်လေးနေရာနဲ့လာမယာသီချန်ပီယံလိဝင်ခွင့်ရရှိအောင်ဂူကြီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဘိုင်ယန်မြို့ရာလီရိုင်းဆာလေးကိုဂလာတာစီအစီဆုံးရှုံးလိုက်ရတာကြောင့်နီကိုဝီလျံစ်ကိုခေါ်ယူဖို့ဂျိုးပန်းလာခဲ့တာဖြစ်ပြီးစကိုင်းဂျာမနီရဲ့တရင်ရ ဘိုင်အာသာဒရိုက်တာမတ်စ်အီဗာနဲ့ခရစ္စတိုဖိုင်နိုကဘေဘာဟိုချေပွင့်ရဲ့ကိုယ်စားလှယ်တွေနဲ့ပြောဆိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဝီလျံစ်ကိုရန်ကလည်းဘိုင်မြင့်တဲ့အတင်းကိုသူ့အနေနဲ့ဒီနွေရာသီမှာမျိုးနစ်ကိုအလုံးပြောင်းရွှေ့လာခြင်းနေတယ်လို့ပြောဆိုခဲ့တယ်လို့သိရပါပဲ။ဘိုင်မြင့်နေနဲ့စပိန်ချေပွင့်ရဲ့စာချုပ်ရော်ကြီးပေါ48.3တန်းကိုပေးချေသွားဖို့လိုအပ်မှာဖြစ်တယ်လို့ဝီလျံစ်တောင်းဆိုထားတဲ့တပတ်လောက်ခလောက်စွာယူရို3000ကျပ်တောင်းကိုလည်းပေးချေသွားရမှာဖြစ်ပါတယ်။ အာဆနယ်တဲ့ဟာဒီနေ့ရသည်မှာ Sporting Lisbon တိုက်စီမှုကိုခေါ်ယူဖို့အတွက် Vedat Gurkiras ရဲ့ agent နဲ့ပြောဆိုဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ Bordeaux ကသတင်းတွေကဖော်ပြခဲ့ပါတယ်။အာဆနယ်၊ Man United ၊ Chelsea ၊ Juventus တို့အားလုံးဟာဒီနေ့ရသည်မှာဆွေးနွေးတိုက်စီမှုကိုခေါ်ယူဖို့စိတ်ဝင်စားမှုပြသခဲ့ကြတာဖြစ်ပြီး Sporting ကလည်းဂျဲပွင့်တိုက်စီမှုကိုစားတုပ်ရော်ကြီး Euro တန်းတရာထက်နည်းပါးတဲ့ပမာဏတစ်ခုနဲ့ရောင်းထုတ်သွားကြနေတာဖြစ်ပါတယ်။ ဘော်ဒီတရင်သာရူရကော့ရဲ့ဘော်ဒူရင်းညနေဖော်ပြချက်ရာအာဇနယ်တင်းတာဝန်ရှိသူတွေဟာဂရော့ဂီရက်စ်ရဲ့အေဂျင့်ဟာဇန်စီတင်ကာယာနဲ့တွေ့ဆုံခဲ့ပြီးလက်ရှိမှာတော့ဂန်နာရီစီကတရားဝင်ကမ်းလှမ်းမှုပြုလုပ်လာတော့မယ်လို့မျှော်မှန်းကြီးခံနေရပြီဖြစ်ပါတယ်။ဂရော့ဂီရက်စ်ဟာသူ့ရဲ့အေဂျင့်ကိုမန်ယူနိုက်တက်၊ချယ်ဆီ၊ဂျူပီတာတို့ထက်အာဇနယ်တင်းကိုပြောင်းရွှေ့ချင်တဲ့အကြောင်းအတည်ပြုခဲ့တယ်လို့သိရပါတယ်။မန်ချက်စတာယူနိုက်တက်တင်ဟာလာမယ့်2025-2026ရာသီအတွက်အင်ဂွေးဝစ်စုံတစ်ခုထုတ်ဖော်ပြသခဲ့ပြီး Adidas က Classic Sun နဲ့ဒီဇိုင်းမျိုးကိုရွေးချယ်ခဲ့ပေမဲ့ ။ Ultra Force Queen ကို inspire ယူပြီးလမောင်းမှာအမဲဘောမှာအဖြူရောင်အစင်းချောင်းကိုပုံဖော်ခဲ့ပါတယ်။လမောင်းဘောကမတူညီတဲ့အနေအထားရှိတွေဟာ Queen ဘွဲကြီးစင်နဲ့ဦးမင်ရှောင်းလန်းတွေကိုပုံဖော်ထားတာလို့သိရပြီးအမဲဟောင်ဘောမှာအဖြူရောင် V ပုံစံကော်လာနဲ့ပခုံးဘောဆင်းသွားတဲ့အမဲဟောင်အစင်းချောင်းသုံးခုပါရှိပါတယ်။ Adidas ရဲ့ Senior Design Writer Rank ကအနေအထားအတင်းတရားနေရဲ့အခြေခံကြဆုံးအကြောင်းပါအဲဒါကိုနေပေါင်းများစွာမတူညီတဲ့ဖော်ပြမှုတွေအများကြီးရှိခဲ့ပြီးဒီဟာတွေအတွက်ကျွန်တော်တို့နည်းနည်းလေးမတူညီတာမျိုးလုပ်ချင်ခဲ့ပါတယ် အင်ဂျီလာကို canvas အနေနဲ့အသုံးပြုထားပါတယ်။ graphic folder ကစမ်းသစ်တီထွင်တဲ့ပုံပေါ်ပေမဲ့လေ jersey ရဲ့ classic စမ်းတဲ့ပုံစံကအသေးအတိအနေအတိုင်းစင်မှန်တဲ့ပုံစံနဲ့ဆက်ရှိနေဖို့ဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ braid version အတွက်ထုတ်လုပ်ထားတဲ့အင်ဂွင်း jersey ကို65ပေါင်နဲ့ဝယ်ယူနိုင်မှာဖြစ်ပြီး lamari wissing ကစားတဲ့ version ကတော့ပေါင်120ကျားသင့်မယ်လို့ကြေညာပါတယ်။လမောက်စင်ကျဲပွင့် Florian Flas MV ကိုရောက်ရှိလာမှုကသူရဲ့အတင်းကနေထွက်ခွာခြင်းနဲ့ဆန္ဒအတွက်အထောက်အကူဖြစ်လာလိမ့်မယ်လို့ Louis Duya ကယုံကြည်နေပြီး ဘာစီလိုနာကိုပြောင်းရွှေ့ကျင်နေသေးဖြစ်ပါတယ်။ကိုလံဘီယာကျင်းပွဲဟာ2022ခုနှစ်ဇန်နဝါရီလမှာပေါ်တူဂါလီပေါ38တန်းနဲ့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီးဘီဂရရာတီလဘာဝီရဲ့ပရီးမီးယားလိအောင်မြင်မှုမှာအရေးကြီးတဲ့နေရာကနေပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ဒီရက်စ်ဟာလဘာဝီနဲ့စာချုပ်သက်တမ်း2နှစ်ကျန်ရှိနေသေးတဲ့ကစားသမားဖြစ်ပြီးမကြာသေးပြီကအတင်းကနေထွက်သွားနိုင်တဲ့ဆိုတဲ့သတင်းတွေကိုငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်းအသက်28နှစ်ရဲ့ကစားသမားဟာလောကကိုပြောင်းရွှေ့ခြင်းနဲ့ဆန္ဒရှိနေစေဖြစ်တယ်လို့မော်ဒိုဒီပို့ဒီပို့သတင်းဌာနကဖော်ပြခဲ့ပြီးလာမယာတီဘာစီလိုနာအတွက်ကစားပေးဖို့ကိုပဲစဉ်းစားနေတယ်လို့ရေးသားခဲ့တာဖြစ်ပါတယ်။ဒီရက်စာလဘာဘူးရဲ့အတိမတ်ပြုခြင်းကိုမခံရဘူးလို့ခံစားနေရပြီးလဘာဘူးနဲ့စာချုပ်ဆက်ဆွေးနွေးညှိနှိုင်းမှုတွေရပ်တန့်နေခဲ့ပြီးတော့အခုချိန်ဟာကလေးဘွားကလေးကအားပေးခဲ့ရတဲ့ဘာစီလိုနာအသင်းကိုပြောင်းရွှေ့ဖို့နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့ခံစားနေရတာဖြစ်ပါတယ်။ အန်စရိုရဲ့တင်ဟာကိုလံဘီယာကျယ်ပွင့်ကိုဆက်လက်ထိန်းသိမ်းထားခြင်းနေပေမဲ့လေဒီရက်စ်ကဖလိုရီယန်ဖတ်ရောက်ရှိလာမှုကအတင်းကနေထွက်သွားဖို့အတွက်အထောက်အကူဖြစ်စေလိမ့်မယ်လို့ခန်းစားနေရတာဖြစ်ပါတယ်။လီရိုင်းဆောင်လေးကအာဆနယ်ရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရပေမဲ့လေဂါလာတာစီးကိုပြောင်းရွှေ့ခဲ့တာကဒူရက်ဘီကလန်အသင်းရဲ့အရွယ်စားနဲ့သူ့အပေါ်မှာအလုံးစိတ်ဝင်စားကြောင်းပြသခဲ့တာကြောင့်ပြောဆိုခဲ့ပါတယ်။ အသက်29နှစ်တွေရဲ့တောင်မကသားသမားဟာဂျလာပရီနီနွန်းရဲ့အစောပိုင်းမှာအင်စတန်ဘူကိုရောက်ရှိလာခဲ့တာဖြစ်ပြီးဂါလာတာစီးအသင်းမှာဖလာကိုလဲပင်းမှာတွဲလောင်းချထားတဲ့ဇာလေးဟာလေသိပ်ပြင်ပမှာစူဝင်းနေတဲ့ပရိသတ်အုပ်ကြီးကိုအပြုံးနဲ့လက်ဝေးရလှုပ်ဆက်ခဲ့တာဖြစ်ပါတယ်။ဘိုင်မင်းတဲ့ဟာဇာလေးကိုဆက်လက်ထိန်းသိမ်းမှုဆုံးဖြတ်ထားခဲ့ပြီးကြီးမားတဲ့ဇာတော့တက်ကန်းလန်းခဲ့ပေမဲ့လေစူပါအေဂျင့်ပီနီဇာဟာဖီကိုပြောင်းလဲခံခဲ့တဲ့ဂျာမန်ကျယ်ပွင့်ကစိတ်ပြောင်းခဲ့ပြီးဂါလာတာစီးကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ဇာလေးဟာဒရဂီတိုင်တန်ကလပ်အသင်းမှာတနင်္လာကလစာပေါင်း၁၇တန်းကျော်ရရှိမှာဖြစ်ပြီး ဂျာမနီလမ်းမင်းစင်ချဲပွင့်ကဘာကြောင့်ကမ်းလှမ်းမှုတွေအများကြီးရှိခဲ့ပေမဲ့ဂလာတာစီကိုရွေးချယ်ခဲ့တာလဲဆိုတာကိုရှင်းပြခဲ့ပါတယ်။ကမ်းလှမ်းမှုတွေကအများကြီးရှိခဲ့ပါတယ်။အဲဒါပေမဲ့ဂလာတာစီရဲ့ကမ်းလှမ်းမှုတစ်ခုလုံးကကျွန်တော်ကိုအယံသဘောကျစေခဲ့ပါတယ်။အဲကျွန်တော်ဒီကပတ်ဝန်းကျင်ကိုအယံသဘောကျတယ်။အတင်းဟဲရွယ်စားတို့ကျွန်တော်ကိုဘယ်လောက်ထိလိုချင်နေချလဲဆိုတဲ့ဟာကြီးဘယ်လောက်ထိစိတ်ဝင်စားကြောင်ပြသခဲ့လဲဆိုတဲ့ဟာကြောင်အယံသဘောကျခဲ့ပါတယ်။ဒါကြောင့်မဲ့ကျွန်တော်ဂလာတာစီမှာအခုရှိနေတာဘာလို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ကနာရီယာစာလေးကိုခေါ်ယူဖို့အတွက်အဆုံးဖြတ်ချက်ရေးရန်အချမှတ်ထားတာမျိုးရှိခဲ့ပေ ဂျာမန်နိုင်ငံကစားသမားကချက်ချင်းမဲ့အဖြစ်သိချင်ခဲ့တာကြောင့်ဂန်လန်ဘူးနဲ့အချိန်ကရောက်လာတဲ့ဂါလာတာစီးအသင်းကိုပဲရွေးချယ်သွားခဲ့တာဖြစ်တယ်လို့ The Athletic ကဖော်ပြခဲ့ပါတယ်။ချက်စီးအသင်းဟာပေါင်၅သန်းနဲ့ဗျာဘက်အာဆင်နယ်ကိုကစားသမားရောင်းချဖို့လုပ်နေတာကအမားလုံးနေတာဖြစ်တယ်လို့သတိပေးခံခဲ့ရပါတယ်။အာဆင်နယ်အသင်းဟာလာမယ့်ရက်ပိုင်းမှာချက်စီးကိုသမားကီပါကိုအပိသက်ခေါ်ယူဖို့ပြင်ဆင်နေတာဖြစ်ပြီးအာတီတာကဒေးဗစ်ယာယာအတွက်အရန်ကိုသမားရှာဖွေနေတာဖြစ်ပါတယ်။ ဒီကရရာစီမှာဂန္ဓာရီစီကိုအငှားနဲ့လာကစားခဲ့တဲ့နီတိုဟာရုံးခံခဲ့ရပြီးတပွဲသားပါဝင်ကစားခွင့်ရခဲ့ပြီးတဲ့နောက်လက်ရှိမှာတော့ဘောမောက်ကိုပြန်သွားခဲ့ပြီးဖြစ်ပါတယ်။အာဆင်နယ်ကကီပါအနေနဲ့လာမယ့်ရာစီမှာရာရာရဲ့တာဝန်တွေကိုမျှဝေယူနိုင်လိမ့်မယ်လို့ယုံကြည်နေပြီးလန်ဒန်ပြည်မဲ့ချယ်ဆီတင်းနဲ့ပေါင်၅တန်းသဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ချယ်ဆီက2018ခုနှစ်တုန်းကကီပါအတွက်ပေါင်82တန်းပေးချေခဲ့ရပြီးဒပိုင်းတစ်လျှောက်ဈေးကြီးဆုံးကိုသမားဖြစ်စေခဲ့ပေမဲ့စပိန်ကိုသမားဟာစတန်ဖို့ဘရစ်မှာရုံးခံခဲ့ရပြီးနောက်ဘွဲထွက်ကိုသမားနေရာပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ ဒီပါဘောမောင်းမှာတရားဒီအငားနဲ့သွားကစားနေရတာကနေပြန်လာခဲ့တာဖြစ်ပေမဲ့ဂျက်စီတင်းကဒီနေရာဒီမှာဂေါတမတစ်ခေါ်ယူဖို့စိတ်ဝင်စားနေရကြောင့်စပိန်ဂေါတမကိုအတင်းမှာဆက်မထားဖို့ဇုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒါပဲလေဂျက်စီချက်ပွင့်ဟောင်းရှောင်းရိုက်ဖီလက်ကဘောမောင်းမှာမယုံနိုင်စရာရာသီကိုပိုင်ဆိုင်ခဲ့တဲ့ကီပါကိုအာဆင်နယ်သစ်စီရောင်းထုတ်ဖို့ဇုံးဖြတ်ချက်ချမှတ်ခဲ့တာနဲ့ပတ်သက်ပြီးအတင်းဟောင်းကိုမေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။ရိုက်ဖီလက်ကကီပါနေတဲ့နောက်ထပ်တစ်ချိန်ဂျက်စီရဲ့ကျောင်းနံပါတ်၁ဖြစ်ထွက်ပေါ်လာနိုင်တယ်လို့တောင်ယုံကြည်နေပြီးဒီနေရာဒီမှာအတင်းကိုမီလီယာပေါင်းများစွာချွေးတာပေးနိုင်တယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ ကျွန်တော်ဆိတ်ရှုပ်ထွေးသွားကြတယ်ကျွန်တော်နားမလည်နိုင်ပါဘူးအဲဒီအသည်မှာခီပါကစားတာကိုဘယ်သူမှစောင့်မကြည့်ခဲ့ကြတယ်လို့ပါပဲသူကမယုံနိုင်ပြကောင်းခဲ့ပါတယ်သူကပေါ်မအောင်မပေးစရာမှကောင်းမတဲ့နေရာနဲ့ပြီးဆုံးနိုင်ကြတဲ့အကြောင်းရင်းတွေကတခုပဲအဲခန်းစစ်ကအရန်ကောင်းမှုခဲ့ပြီမဲ့ခီပါကမယုံနိုင်ပြကောင်းခဲ့တာပါကျွန်တော်ထင်ခဲ့တာလေဖြစ်မှာပါချယ်ဆီအနေနဲ့ဂိုသမားတင်မဝဲတင်ဘူးလို့ကျွန်တော်ယူဆမိပါတယ်ဘာလို့လဲဆိုတော့ခီပါကဘလုံးလေးနဲ့မဆိုဘွဲထွက်ဂိုသမားနေရာကိုပြန်လာနိုင်လို့ပါအဲဒါမှမဟုတ်အဲ့လိုဖြစ်တော့မှာမဟုတ်ပါဘူးခမားအနေနဲ့လိုချင်တဲ့ဂိုသမားကောင်ရှေ့ထားတာတော့ဟုတ်ပါတယ် ဒါမဲ့ခန်းစစ်မှာတူညီတဲ့အမားတွေဆက်လုပ်နေဦးမယ်ဆိုရင်ခမ ्या ကိုသမားလည်းကိုရီပေးရအောင်ပါပဲဒါကလက်တွေ့ကြတဲ့အရာပဲလဘဘကသမားအလစံကလိုအပ်တဲ့အချိန်မှာအန်အသေးစရာကာကွယ်မှုတွေပြုလုပ်ခဲ့တယ်။ဘွယ်ကျင်တွဲလောက်ကိုသူကာကွယ်မှုတွေပြုလုပ်ရတယ်။အဲ့ဒါကအမားတွေကြောင့်မဟုတ်ဘူးနော်။အဲ့တော့ချန်စီကဒီလိုမျိုးခံစီမျိုးရနိုင်မယ်ဆိုရင်ကိုသမားအနေနဲ့သူမလုပ်ရတဲ့နဲ့မလိုအပ်တဲ့ကာကွယ်မှုတွေပြုလုပ်ရမှာမဟုတ်ပါဘူး။အဲ့ကြောင့်ခင်ဗျာခမ ्या ဆက်ထိန်းနေထားရမယ်သူလို့ထင်ပါရယ်။ခမ ्या အနေနဲ့ဟိုဒီဒီလိုက်ရှာနေကြမလို့ပါဘူး။နီးပြများစုကအခုဘောလုံးပေးတာကောင်းတဲ့ကိုသမားတွေလိုက်ရှာနေကြတယ် ကီပါကဘောလုံးပေးဖို့တဲ့နေရာမှာအဆင်ပြေလို့ကျွန်တော်ထင်တယ်။ဒါမဲ့သူတို့ဖြစ်စေချင်တဲ့အစင်နှမ်းမျိုးမှမရှိတာဖြစ်နိုင်ပါတယ်။အဲဒါမဲ့ကျွန်တော်အတွက်တော့ဒီအပြောင်းရွှေ့ကတကယ်ကိုထူးဆန်းတဲ့အပြောင်းရွှေ့တစ်ခုပါလို့ပြောဆိုခဲ့ပါတယ်။ချက်စစ်တင်ကလက်ဆောင်မိုင်းမတီငိန်နဲ့ရောဘတ်ဆန်ချိုင်းရဲ့နေရာမှာအစားထိုးဖို့ဂိုဒမတ်တရှာပွင့်နေပြီ။အစီမီလန်ဂိုဒမတ်မိုက်မိုင်းလန်ကိုခေါ်ယူဖို့နောက်တစ်ဆင့်တက်ပြောဆိုမှုတွေပြုလုပ်ခဲ့ပေမယ့်ဒီတစ်ပတ်ဆောပိုင်းမှာချက်စီကဇီရီရဲ့ကလပ်တောင်းတဲ့ဈေးကိုမပေးချင်လို့သဘောတူညီမှုပြတ်ပြဲခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုးတရင်ဝင်တရင်လူတွေကိုနေစဉ်ကြည့်ရှုနားဆင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Sport A to Z YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးထားကြပါအောင်ခင်ဗျာဝေယောက်ချစ်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးတို့ပဲတင်ရှိပါရစေခင်ဗျာ